အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချောင်းဦးစီမီတပိတ်ကိုဘုံကျဲပြီးနောက်နာမခမှာအောင်ပွဲခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူစင်နဲ့ချီတေဆုံထိခိုက်ခဲ့တဲ့သကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ရွာမှာကျင်းပတဲ့စီမီတပိတ်ကိုပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ပြီးနောက်မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာအောင်ပွဲခံခဲ့ကြတယ်လို့သတင်းဌာနရင်နေပြီးတော့အခြေဆိုင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ် အော်တိုဘာလ6ရက်နေ့နဲ့9ရက်နေ့နှစ်ရက်လုံးမှာနာမခဝင်းထဲမှာပျော်ပွဲရှင်ပွဲတွေနဲ့စေအုပ်စုတက်မိသားစုတွေကိုသတင်းကျွလာပြည့်နေ့အထိမ်းအမှတ်အဖြစ်ကန်ဆယ်မဲ့အစီအစဉ်တွေပါလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်6ရက်နေ့ညကအောင်ပွဲခံကြတယ်အောင်ပွဲခံတာတော့ရိုးရိုးမဟုတ်ဘူးညရင်းချင်းကိုချက်ချင်းစီစဉ်တာလို့တည်ထားတယ်ချောင်းဥမြို့နယ်မြောက်ချမ်းမုံရွာနယ်အဆက်မှာရှိတဲ့ဘုံတို့ရွာမှာအော်တိုဘာ6ရက်သတင်းကျွလာပြည့်နေ့ညာရှိနိုင်ဝင်းချင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးစီမီထွန်းတပိတ်ပြုလုပ်နေချိန်မှာစစ်အုပ်စုအနောက်မြောက်တိုင်းစစ်ဌာနတို့ မုံရွာကနေတက်လာတဲ့စက်တက်လီဒီပါရာမော်တာနဲ့120မမဘုံသီးနှလုံးကျဲချတိုက်ခိုက်သွားတာဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်ကနေ40ကျော်အရွယ်ရှိတဲ့လူ16ဦးသေဆုံးခဲ့ပြီး40လောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။နောက်မှခတိုင်မှုမျိုးမင်းထွေဟာဇက်ကိုင်းမကွေနဲ့ချင်းပြည်နယ်စစ်စင်ရေးတွေကိုအဓိကကြိုးကန်လှုပ်ရှားသူတအုပ်ဖြစ်တာကြောင့် ချောင်းဦးတပိတ်ကိုပုံကျဲတက်ဖြတ်မှုတွေဟာသူစေခိုင်းတဲ့စစ်စင်ရေးတွေအထက်ကတခုဖြစ်တယ်လို့စီဒီယန်ပိုကြီးစင်ရောကမှတ်ချက်ပြုပါတယ်။စကိုင်းတိုင်းတိုင်းလုံးချင်းပလတ်ဝမပါနဲ့ရောဒေတာ ပခုတ်ကူရေးစကြိုအပါအထိပါခမညာ။ဒါအပြင်သတင်းဌာနကဆက်သွယ်မေးမြန်းခွင့်ရတဲ့မုံရဒေတာကံအမျိုးသမီးတအူကလည်းနာမခါမှာအောင်ပွဲခံတဲ့အထောက်အထားတချို့တွေ့ရတယ်လို့ပြောပါတယ်။ဝေဝေဆိုတဲ့အကောင့်နံပါတ်နဲ့နာမခါထဲမှာနေတယ်ဘသူဇနီလဲတော့မသိဘူးကျေပုံစံသူ့ရွှေနကက်လေးမဲပေါက်တယ်လို့တစ်တော့မှတင်ထားတယ် ကျေးဇူးပါမမလို့ caption လေးနဲ့ပေါ့နော်ပြီးတော့ချက်ချင်းပဲပြန်ဖြတ်သွားတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးဟာအလုတ်တင်ဘိုးတင်နန်းတိစာ26မှာဖြစ်တယ်လို့တက်မဆက်တင်ကြောင်မဲအမှတ်1စစ်စင်ရေးကိုခဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကိုခဲမှုစစ်ဌာနချုပ်တွေမှာတက်မမှုအဖြစ်တာဝန်ယူခဲ့သူဖြစ်တယ်လက်ရှိဇကိုင်းအတွင်ကစစ်စင်ရေးတွေကိုအ திக ကြိုးကင်နေပြီးပြီးခဲ့တဲ့2024ခုနှစ်ကလာရှိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတိုင်းမှုဘိုးချုပ်ဆိုတင်တိုင်းစစ်ဦးစီးချုပ် ဘုံမှုချုပ်တန့်ထင်ဆိုလိုနဲ့အတူစေအုပ်စုတပ်ဖွဲ့ဝင်၄000ကျော်နဲ့ကိုကန်တက် MNDAA ထံလက်နက်ချအညံ့ခံခဲ့သူတအုပ်ဖြစ်ပါတယ်။ MNDAA ကပြန်လွတ်ပေးခဲ့ပြီးနောက်အရေးယူမခံရပဲမန္တလေးတိုင်းသပိတ်ချင်းမှုနယ်ရှိအမှတ်ဆက်တုံတပ်မတော်တမ်းမြင့်လေးချင်းရေးချောင်းတကကဆက်တုံးចောင်းអុជីအနေနဲ့ခិតတာဝင်ယူခဲ့ပြီးနောက်2024ဒီဇင်ဘာလမှာစစ်ကောင်းဆောင်မင်းအောင်လိုင်ကနေပြည်တော်ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်နာမခတိုင်းမှုအဖြစ်ယာရူတိုးမြင့်ခံရသူဖြစ်ပါတယ်ဆက်လက်ပြီး ပူလောချေဆိုင်အကြံဖက်စစ်တဲ့ခလာရ၁၁တတရဲမှာတပ်ဖွဲ့ဝင်တပ်သားတအူ KNL တပ်မဟာလီထံလက်နက်ဖြင့်အလင်းဝင်ပတ်ပြောင်းခိုးလုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမြို့နယ်ချေဆိုင်အကြံဖက်စစ်တဲ့ခလာရ၁၁တတရဲမှာတပ်ဖွဲ့ဝင်တပ်သားတယောက်လက်နက်နဲ့အတူအလင်းဝင်ပတ်ပြောင်းခိုးလုံလာတယ်လို့ခရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်ကဒီနေ့ထုတ်ပြန်ပါတယ်။အော်တိုဘာလ6ရက်ကအကြံဖက်စစ်တဲ့ခလာရ၁၁တတရဲကတပ်ဖွဲ့ဝင်တပ်သားတယောက်ဟာ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလီ KNDO တပ်ရင်းခွနစ်ထံအလင်းဝင်လာတယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သားဟာ MA1 တလန်ကြီးအပါဝင်ကြီးပေါက်လေးခုနဲ့အတူအလင်းဝင်ဘက်ပြောင်းခိုးလုံခဲ့တာဖြစ်တယ်လို့ KNU ကဆိုပါတယ်။အလင်းဝင်ဘက်ပြောင်းခိုးလုံတဲ့စစ်သားဟာအနာသိန်းစစ်တပ်ရဲ့အတင်းအဓမ္မဖမ်းဆီးဆူဆောင်ခံရတဲ့ပြည်သူစစ်မှုထမ်းတပ်သားတစ်ယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထံခိုင်းစေခံရတဲ့အကြံဖတ်စစ်တပ်အတွင်ရှိစစ်သားတွေအနေနဲ့ဤဆက်ရတော်လန်ရေးတပ်တွေစီရရနီးနဲ့လက်နက်ချအလင်းဝင်ပူပေါင်းကြဖို့ KNU ကတိုက်တွန်းထုတ်ပြန်ထားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။